နိုင်ငံအရှိတောင်ပိုင်းမှာမကြသေးမီကတုံးမီတွေလောင်ခဲ့စဉ်ကိုငင်ကဲထုံးမှုတွေမှာပါဝင်ခဲ့တဲ့အင်ဒိုနီးရှားသင်္ဘောသား၃ဦးကို F2 နှစ်ရှည်နေထိုင်ခွင့်ဗီဇာတွေပေးအပ်လိုက်ပြီလို့တောင်ကိုရီးယားအစိုးရကဧပြီ6ရက်ကထုတ်ပြန်ခဲ့ပါတယ်။တုံးမီတွေလောင်တော့ကတက်ကြီးရွယ်အိုတွေကိုဘေးကင်းအောင်အင်ဒိုနီးရှားနိုင်ငံသား၃ဦးကကိုငင်ပေးခဲ့လို့ ိုင်ငံအပေါ်သူတို့ရဲ့အထူးစွမ်းဆောင်ချက်တွေကိုထောက်ပြီးနှင်းရှင်နေထိုင်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်တာပါကိုကိုကိုမငဲ့ပဲအနီးနားနေသူတွေရဲ့အသက်ကိုကယ်တင်ပေးခဲ့လို့သူတို့ကိုစိတ်ရင်းမှန်နဲ့ကျေးဇူးတင်ပါတယ်လို့တောင်ကိုရီးယားပြည်ထောင်စုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ဘောဘေးအန်ဒီယန်နဲ့ဘေးကင်းရေးတံပြန်ရေးဌာနချုပ်ကလက်ထောက်အကြီးအကဲလီဟန်ယောင်ကပြောပါတယ်နှင်းရှင်နေထိုင်ခွင့်ဗီဇာရသူ၃ဦးအနက်မြောက်ချောင်းဆန်းပြည်နယ်မှာနေထိုင်သူ32နှစ်အရွယ်သင်္ဘောသားစုကင်ရတူဆိုသူဟာ မလ25ရက်ညပိုင်းက၎င်းနေတဲ့ရွာကိုတောမီကူးဆက်ချင်းမပြေးလွှမ်းနိုင်သူ60ကိုဂုံးပိုးကယ်ထုတ်ပေးခဲ့ပါတယ်။ရွာတကြီးရဲ့အဆိုအရစုကင်ရတိုဟာကျင်းနာတက်ပြီးလူကြီးသူကြီးတွေကိုအလေးပင်အိတ်တွေကူတဲပေးလေးရှိတယ်လို့သိရပါတယ်။အိမ်သုံးပစ္စည်းတွေကိုလည်းကူတက်ပေးလေးရှိတယ်လို့သိရပါတယ်။နောက်သူရဲကောင်းနှစ်ဦးကလည်းသင်္ဘောသားတွေပဲဖြစ်ပါတယ်။ထုတ်ပြန်ချက်တွေအရတောင်ကိုရီးယားတောမီကြောင့်တင်ဆောင်သူ32ဦးရှိပြီး52ဦးထဏ်ရာရခဲ့တယ်လို့သိရပါတယ်။